ကြားဖြန့် online ငွေလည်ကိုင်းဝန်တန်းတရုတ်လူမျိုး365ဦးကို PGF ကရင်နယ်ကြားဆောင်တက်က March 29ရက်နေ့မှာမြောက်ရီကနေမဲဆောက်ကိုလှည့်ပြောင်းလိုက်ပြီးလေးမြန်တွင်နဲ့တရုတ်နိုင်ငံကိုဆက်လက်ခေါ်ဆောင်သွားပါတယ်။မောက်တူးပေးပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။မြောက်ရီကကြားဖြန့်ဝန်တန်းတရုတ်နိုင်ငံသားတက်တဲ့365ယောက်ကိုထိုင်းမြန်မာနယ်စပ်ချစ်ကြည်ရေးတံခါးကနေမဲဆောက်ကိုပြန်ပို့လိုက်တာပါ။ အခုဆိုရင်ထိမ့်သိမ်းထားသူတွေနည်းလာပြီဖြစ်တာကြောင့်နောက်ထပ်ကြားဖြတ်ဆစ်စင်ရေးကိုအချိန်တိုးလှုပ်ဆောင်တော့မယ်လို့ဆိုပါတယ်လို့လှုပ်ဆောင်ရှိတဲ့အလုပ်ကိုကျွန်တော်ဆက်လုပ်သွားမှာပါအဲဘယ်နိုင်ငံကဘယ်လောက်ပဲ Facebook ထားပါစေကျွန်တော်တို့လှုပ်ရမယ့်အလုပ်ကကျွန်တော်တို့ဟိုစစ်ဆက်ပြီးတော့လှုပ်ခွန်းမှာအဲဖုတ်ချက်ချက်ချထားပြီးတာဖြစ်တယ်တန်းနေတန်းချထားပြီးတာဖြစ်တယ်ဒီအလုပ်ကိုကျွန်တော်တို့ကဆက်ပြီးတော့ကျွန်တော်တို့ဟလာဟိုထောက်ထုတ်ဖန်းစည်းတဲ့အလုပ်ကိုပဲကျွန်တော်တို့ကဆက်ပြီးတော့လှုပ်သွားမှာ အဲ့ဒါကျွန်တော်တို့ကပြောတယ်လို့အဲနေ့စဉ် daily ကျွန်တော်တို့မဟုတ်တာမှာကလားတစ်ချိန်ကျွန်တော်တို့ပြန်လဲပို့ဆောင်လဲစနစ်ကိုတော့ကျွန်တော်တို့လုပ်ပါမယ်။မြမပြည်သူပြည်သားတွေကတော့ကြားဖြန့်ငွေလိန်ခိုင်းနေကြောင်းဘဝပြည့်ရသူတွေဒုက္ခရောက်ရသူတွေတနေ့တခြားများပြားလာနေတယ်လို့ဆိုပါတယ်။ နီလန်မျိုးစုံနဲ့နီအမျိုးမျိုးနဲ့မတမာတဲ့နီလန်နဲ့သူတို့ကလူတွေကိုကျွန်တော်တို့ခေါ်တယ်ပြီးလို့ရှိရင် အချို့မိသားစုတွေမှာကျွန်တော်တို့ဒီအနှစ်နဲ့အလားလားကစုဆောင်ချာပွေထားတဲ့ငွေကြေးတွေဆုံရှုံမှုရှိသလိုတချို့မိသားစုတွေမှာတော့ကျွန်တော်တို့အမိတကွဲဖားတကွဲနဲ့အသက်ဆုံရှုံခဲ့ရတာတွေရှိရယ်တချို့တချို့တွေကြတော့လည်း သူတို့တွေကဒီညှဉ်းပန်းနှိပ်စက်ခံရတာတွေရှိတယ်အမျိုးသမီးတွေမှာလည်းနောက်ဆုံးလိန်အချမ်းဖက်ခံရတာတွေပါရှိတယ်လို့ကျွန်တော်တို့ကြားသိခဲ့ရတယ်ပေါ့နော်အာနာသိန်းစစ်ကောင်စီသတင်းထုတ်ပြန်ချက်အရဇန်နဝါရီလ30ရက်ကနေဒီနေ့အထိကြားဖြတ်မှုနဲ့ဖမ်းထားတဲ့နိုင်ငံသား8690ဦးရှိပြီး9998ယောက်ကို ပြန်ပို့လိုက်ပြီးဖြစ်တာကြောင့်ပို့ဖို့ကြံသူ2892ဦးရှိနေသေးတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ ကျွန်တော်မောင်တူပါကျန်